ဒုညာ channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းတဲ့တော်လန်ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာတော့ Ilya Arambet ရေးသားတဲ့ The Fall of Berisa ကိုဆရာမြတ်တန်းတင်ဘာသာပြန်ဆိုရတဲ့ Pari Cha Song Kan စာအုပ်တတိယအတွဲအခန်း63ဖြစ်ပါတယ်ကဲဆက်လိုက်အောင်စစ်ပွဲတစ်ပွဲရှုံးပြီဆိုရင်ဒီစစ်ပွဲကိုနောက်ထပ်ဆက်တိုက်နေလို့လည်းလကားပဲရှုံးမှန်းသိလျက်နဲ့ဆက်တိုက်နေတာဟာမတိတာစိုးဝါရောင်ရောက်လွန်လာတယ်ဟု Pari မှာရှိစဉ်ကလေးကဗိုလ်ချုပ်လီရီတော့ကပြောခဲ့မှုသည် ဂျာမန်ရဲ့စစ်ပြင်းရေးစာချုပ်လက်မှတ်ထိုးမည်ကိုစလဲအဖွဲ့တွင်ဗိုလ်ချုပ်လီရီတော်ကိုဗရီဂျူးထည့်ခြင်းသည်တော်ရရင်ဗိုလ်ချုပ်မှာထိုချိန်၌အသက်ရောင်ရောဂါကြောင့်အိပ်ရာထဲတွင်လဲနေသည်ဗိုလ်ချုပ်လီရီတော်ကမူကန်ကောင်းသည်ဟုယူဆသည်ဤလိုစာချုပ်မျိုးတွင်သူလက်မှတ်ထိုးသည်ဟုတမိုင်းတွင်အပါမခံနိုင်အစိုးရဖွဲ့သည်ပြန်ဖွဲ့သည့်အခါတွင်ဗိုလ်ချုပ်လီရီတော်ကိုလက်နက်ထုတ်လုပ်ရေးဝန်ကြီးဖြစ်ခန့်အပ်လိုက်သည်ဝန်ကြီးဌာနကိုလာကိုဘိုလီအမည်ရှိတောင်ပေါ်စခန်းမြို့ကလေးတွင်ထားသည်ထိုနေရာမှာပန်းနာရင်ကျက်ရောဂါကုသရန်အတွက်ကောင်းသည်ဟုနမိတ်ကြီးသည် ်ဗိုလ်ချုပ်လီဗီတော့ကဖြစ်ချီရင်နေခြင်းသည်အသေးရောဂါကိုကုခြင်းသည်မိမိသည်ပန်းနာတယ်မဟုတ်တို့ရရင်မနက်တိုင်းလေကောင်းလေတန်းရသည်ဝင်ကြီးဌာနရုံးကန်တော်မူအရောက်လာမည်စစ်ကြီးပြီးသွားပြီပြန်လည်တိဆောက်ရေးလောက်ရမယ်ကာလဖြစ်တယ်ဘယ်ကိစ္စမှမဖြစ်ဖြစ်ကုသမှုဆိုတာဟာဘာမှအန္တရာယ်မဖြစ်ဘူးဟုပြောတတ်သည်သူမိသားစုကိုလည်းအခေါ်လွှတ်လိုက်သည်သူမယားခါမှနှင်းပန်းရောင်ကားဝင်ကိုမြင်ရသည့်ခါတွင်ဗိုလ်ချုပ်ဤမျက်နှာကဝင်းထိန်လျက်သူတို့လင်များသည်ဟိုတယ်တစ်ခုတွင်နေကြသည်တို့ရရင်သူမယားကအေကန်းတွင်ထိုင်၍တုံးမွေထိုးခြင်း ်လျက်စစ်မိဘူးတိုက်ချင်းနေထိုင်စရိတ်ကြီးမြင့်ကြောင်ညှဉ်းညူခြင်းတို့ဖြင့်ပေါင်းဆက်လိုက်သည့်အခါတွင်ဟိုတယ်ကမ်းနေမည်မတူတော့မိသားစုအတီတကျနေကြသည့်အိမ်တအိမ်ဤပုံတံပေါက်လာသည်။ဒါကြောင့်ဗိုလ်ချုပ်လီရီတို့ပျော့သည်။တခုတော့ရှိသည်။သူ့အလောက်တော်ဝင်ကိုသူစိတ်ညစ်သည်။သူ့အလောက်တော်ဝင်ကအချားမဟုတ်စစ်ပြင်းရင်းရေးစာချုပ်စည်းကမ်းများအရပြင်သစ်တို့ဤစစ်ပစ္စည်းများကိုဂျာမန်အာဏာပိုင်များထံလွှဲပြောင်းပေးရသည့်အလုပ်ဖြစ်သည်။မိမရဲ့လက်နက်တဆင်တဲ့ကိစ္စဟာတော်တော်ခက်ခဲတဲ့ကိစ္စလို့အစားတော့ငါထင်ခဲ့တာ။ခုတော့လည်းမဟုတ်ပါလားကွာ။ လက်နဲ့ဖြတ်သိမ်းရတဲ့အလုပ်ကပို့ပြီးတော့ခတ်တကွဆိုပြီးသူ့မိမကိုပြောမိသည်မိမိတို့တွင်ရှိတဲ့စစ်ပစ္စည်းများကိုဂျာမန်အာဏာပိုင်တို့မသိအောင်အတက်နိုင်ဆုံးဖုံးဖိရမှာသူတာဝင်းဟုဗိုလ်ချုပ်လီရီတို့ယူဆသည်သူ့လက်ထောက်အရာရှိမှာဗိုလ်မှူးကြီးမော်ရိုဖြစ်သည်ဗိုလ်မှူးကြီးရဲ့နောက်နှစ်20ကြာတဲ့1960ခုနှစ်အတွက်ခုကလေးကကျွန်တော်တို့ပြင်ဆင်ထားရလိမ့်မယ်ဗျမဟုတ်ဘူးလားခင်ဗျားစဉ်းစားကြည့်လေဂျာမန်ကပထမကမ္ဘာစစ်ရှုံးသွားပြီတာနဲ့ဒရိုင်နဲ့လက်စားချေကိုပြင်လာလိုက်ကြတာအနှစ်20လုံးလုံးပါလားဗျဟောခုအနှစ်20လဲကြာရော နောက်ထပ်စစ်ကြီးဖြစ်လာတာပဲဒီတော့ကျုပ်တို့ကလည်းဒီချိန်ကစပြီးတော့နောက်အနှစ်20လောက်ပြင်ဆင်ရမှာပေါ့ဒါနိယာမတရားပေါ့မဟုတ်ဘူးလားမော်တို့ကခက်မိတ်မိတ်ပြောင်းလိုက်ရင်ဒီလောက်လည်းစိတ်ပူမနေပါနဲ့ဘုကျုပ်လာမင်းကနေမင်းကိုတိုက်လို့မရပါဘူးဆိုပြီးပြောသည်မနက်ပိုင်းတွင်ဘုကျုပ်လီလီတော့သည်သူအသက်ရှူလေ့ကျင့်ခန်းလုပ်ရာအခန်းဝင်ကြီးဌာနရုံးခန်းမှာပြန်လာခဲ့ပြီးနောက်ကော်ဖီတောက်လျက်ရှိစဉ်တကားခေါက်တံပေါ်လာသည်သူကိုရန်တော့သို့မဟုတ်စပွဲထိုးတယောက်ယောက်ဖြစ်ရမည်ဝင်ခဲ့ဟိဆိုပြီးခက်ကြဲလေးអော်လိုက်သည်ဝင်လာသူကအခြားသူမဟုတ် wise ဖြစ်သည်ယခင်ကိုမမဲဆန္ဒနယ်မှာတက်လာသည့် radical အမတ် wise သည်ယခုအချိန်တွင် lavel နှင့်တကယ့်ပေါင်းသိမ်းပေါင်းဟောင်းကြီးတွေပေါ်မှာဖြစ်နေကြလိမ့်မည်ဂျာမန်ပြည်သက်စစ်ပြင်းရေးစာချုပ်အကောင့်ထဲပေါ်ရေးကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ်သည်ဗိုလ်ချုပ်လီလီတော်သည်အသက်ရှူလေ့ကျင့်ခန်းယူသည့်အခါဝင်ကြီးရုံးကန်းသို့သွားလျင်ညဝယ်အင်ဂျင်နှင့်သွားလိရှိသည့်အတိုင်းရုံးကန်းရောက်လျင်လေ့ကျင့်ခန်းယူရသည်မဟုတ်လားကော်ဖီတောင်းနေသည့်ချိန်တွင်သူ့ဥွေစာမြောင်မလဲရသည်။ညဝယ်အင်ကြီးကိုပင်ဝိလျက်ရှိသေးသည်။သူ့ပုံမှန်တဲ့ရန်သည်စက်ကလူပြည့်ရုပ်ပုံပေါက်နေသည်။ wise ညနေထားခက်တီတီပြောင်းရောင်ကလေးများပဲမတန်းဗိုလ်ချုပ်လီလီတော့သည်သူ့ပုံပန်းတရံကြောင့်ခက်အန်းအန်းဖြစ်နေသည်ဗိုလ်ချုပ်တယောက်သည်စက်ကတ်လူပြန်နေတူနေ၍မဖြစ်ရုတ်သေးခံ냐လောက်သည်အပြင်းစင်ရှိရမည်မဟုတ်လားကျွန်တော်တို့ကွင်းမြင့်ထွန်းအားယူနေကြတာဗျကျွန်တော်ကွင်းရံတော်ကလေးကအတွေ့အကြုံသိမ့်မရှိသေးဘူးမဟုတ်လားမနှက်စောစောစီးစီးလာတဲ့အတွက်ခွန့်လောက်ပါဗိုလ်ချုပ်ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ရေးကြီးကိစ္စရှိလို့လာခဲ့တာပါ15မိနစ်ကြာသည့်အခါတွင်ဗိုလ်ချုပ်လီလီတော့သည်စစ်ယူနီဖောင်းအပြည့်အစုံကိုဝတ်လျက်ထွက်လာလေသည် ရံပတ်ပေါ်တွင်တစိမ့်6ခုတတ်ထားသည်အပြင်တွင်စောင့်သည့် wise ကမတွေ့မဝိုက်ဓာတ်ရိုက်မေးလိုက်သည်ကျွန်တော်သိချင်တာတစ်ခုရှိတယ်ဘုเจ้าမွန်ပီလီယာစကမ်းမှာကျွန်တော်တို့ရဲ့အလတ်စားတင်က42စီးရှိတယ်ဒါပေမဲ့ဘုเจ้าက16စီးတည်းပဲဂျာမန်နေလက်ကိုအထားပါလားဘုเจ้าလီတော်ကခေါင်းကိုညိတ်လိုက်ရင်ကျေနပ်နေဟန်ချင်းဟုတ်တယ်လေဒီကောင်းလေးကိုဒီလောက်ပေးလိုက်ရင်တော်ပြီဗောဗျာဒါပေမဲ့ဒီစင်းကိုကျွန်တော်တို့ကလက်မှတ်ထိုးထားတာနော်ဘုเจ้าဒီမှာကျွန်တော်ပြောမယ် wise ကျွန်တော်တို့ဟာနောင်လာနောင်သားတွေပေါ်မှာတာဝန်ကျေအောင်လုပ်ခဲ့ဖို့တော့လိုတယ် ဒီလိုမဟုတ်ရင် wise ကကြားဖြတ်လျက်စကကြီးစကကြီးတိတ်ပြောမနေပါနဲ့ဘူကျုံရ76က76ပဲ42စီက42စီပဲ26စီကိုဘလို့လုပ်ပြီးတော့စီးရင်ဖြောက်ထားလို့ရမှာလဲဘူကျုံလီရီတော့ဒေါပွာလာသည်ဒါကြောင့်អော်လိုက်သည်ဘာဖြစ်လဲဗျကျုပ်တော်ဝင်ကျုပ်လုံတာကျုပ်ကလေးလည်းမဟုတ်ဘူးကျုပ်ကိုလာပြီးတော့တဟောက်တဟာလုံနေတယ်ကျုပ်ကစစ်သားပြင်သစ်စစ်သားဘူကျုံလီရီတော့ရင်ကိုကော့ရင်អော်ရေးပြောသည်အရက်ပူတီတိုင်း wise ကိုငုံကြည့်တယ်လို့ကြည်နေသည် wise ကပခုံးကိုတွန့်လိုက်ရင် ဗိုလ်ချုပ်ဗိုလ်ချုပ်နည်းနည်းစိတ်လှုပ်ရှားနေတယ်ထင်တယ်ခုဟာကစစ်တိုင်ရမဟုတ်ဘူးဗိုလ်ချုပ်ရဲ့အရေးကြီးတဲ့ကိစ္စကိုပြောနေကြတာဗိုလ်ချုပ်ကိုကနန်းတင်ချာပြန်တင်ခိုင်းမို့လဲဗိုလ်ချုပ်ရဲ့အထက်လူကြီးကိုပြောရမယ်ထင်တယ် wise thing အခန်းထဲမှာပြန်ထွက်သွားသည်ဗိုလ်ချုပ်လူကြီးတော်သည်တတော်နှင့်စိတ်ဆိုးမပြေနိုင်မီဂျာမန်ဆိုတာတို့ရန်သူဟောင်းကွာခုဒီကောင်တွေကိုရှိသမျှတင်ကားတွေထုတ်ပေးရမယ်ဆိုတာငါဖြစ်နားမလည်နိုင်အောင်ဖြစ်နေပြီဗိုလ်ချုပ်ကသူ့မိမကိုပြော၏ခုငါ့စီကိုလာသွားတာပြင်သစ်လူမျိုးလာဖယ်ရဲ့မိတ်ဆွေ brigue ရဲ့လူယောက် တကယ်ကွာခုတော့ငါစီလာတာလေတန်းဂျာမန်စစ်ဖို့ကြာနေရပဲယုံစရာလည်းကောင်းလိုက်တယ်ကောင်းလေနောက်တနေ့တွင်ဗိုလ်ချုပ်လီလီတော်သည်ဗိုလ်ချုပ်ပီကာကိုသွားတွေ့သည် wise လို့နိုင်ငံရေးသမားကစစ်ရေးကစရာကိစ္စများတွင်ဝင်ရောက်ဆွတ်ဖက်နေကြောင်းဤသို့ဆွတ်ဖက်ခြင်းမှာအစိုးရအဖွဲ့ကောင်းဆောင်မာရှယ်ပေတိန်၏ညွှန်ကြားချက်နှင့်ဆန့်ကျင်ကြောင်းဖြင့်တိုင်တန်းချက်တစ်ဆောင်ကိုရေးလိုက်သည်ပီကာကစိတ်မပတပါဖြင့်တိုင်စာကိုလက်ခံသည်ခမညာဒီကောရဲ့စကားကိုဟုတ်တယ်နေတာဟုတ်ဗျအလကားအချိန်ပြုံးနေရဗျာဂျာမန်တွေကဩဂတ်စ်လအလယ်လောက်ဆိုရင်လန်ဒန်အောင်သိမ်းပြီဖြစ်နေမှာ ခမားလေးလူငယ်ကလေးတယောက်မှမဟုတ်တော့ပဲလေအတွေ့အကြုံလည်းအများကြီးရှိတဲ့ပုံကူပဲဟာခမားလိုတက်မတော်မှာအစင်လာကြီးတဲ့လူတယောက်ကသစ်စပေါက်တွေနဲ့သွားပေါင်းရင်ခမားသမိုင်းမှာအမဲဆက်တင်ကြံရဲခဲ့မှာပေါ့လီရီတော့ဒီသူ့ကိုမြောက်ပင်ပြောသဖြင့်ခက်အန်းဖြစ်နေတော့သည်ကျွန်တော်ကဒီလောက်အစင်လာကြီးတဲ့ပုံကူတယောက်လည်းမဟုတ်ပါဘူးဘုချုပ်မိမိအချီးမြောက်လွန်သွားပြီကိုပြီးကတိလိုက်သည်သူတို့နှစ်ယောက်သည်ကြီးကြီးတသာဖြင့်ခွဲခွာခဲ့ကြသည်ရုံးတို့ပြန်ရောက်သည့်ကားတွင်ဘုချုပ်လီရီတော့ဒီအောက်ကအရာရှိများကိုစူပူချိန်မောင်းလျက်ရှိသည် စသနာတွေအကုန်မပေးဘဲနဲ့ထိန်ချန်ထားတာနဲ့ပတ်သက်လို့ခင်ဗျားမှာတာဝန်ရှိရပုံမူရင်ထိုးတွေမဟုတ်ဘူးဗျချက်ချင်းဖြောက်ပြစ်လို့လွယ်တာလည်းမဟုတ်ဘူးကျုပ်တို့တွေကအသေးအဖွဲကိစ္စကလေးတွေတောင်မှပဲတာဝန်ကျေအောင်လုပ်တတ်တဲ့လူမျိုးတွေဆိုတာကျုပ်တို့ရဲ့ရန်သူဟောင်းဂျာမန်တွေကိုသိအောင်ကြားရမယ်တော်တော်ရှိသမျှစစ်ပစ္စည်းတွေအကုန်အပ်လိုက်ပါကျဲသီးကလေးတောင်မှမကြံပါစေနဲ့ညလာစားပြီးဒီခါရင်ဗိုလ်ချုပ်လီတော်သည်မော်ရိုနဲ့နိုင်ငံရေးအကြောင်းပြောကြသည်ဒီကောဆိုတဲ့လူကအလကားလူပါဗျာစွန်စားရေးသမားဗျာခုခင်ဗျားလူမျိုးစီမှားနေပြီကျုပ်ထင်တဲ့အတိုင်းပဲ ဂျာမန်တွေကအနောက်ဘက်ပြင်သစ်ကမ်းခြေမှာတက်တည်တော်တော်များများလေးစုပြီးပြီအင်္ဂလန်ကိုတိုက်တော်မယ်ရေလက်ကြားကိုဘယ်လိုလုပ်ပြီးတော့ဖြတ်မလဲလို့ခင်ဗျားကမေးကောင်းမေးမယ်အင်္ဂလိပ်ရေလက်ကြားဆိုတာခလေးကစားစရာပါဗျာနော်ဝေပြည်နာဗစ်တိုက်ပွဲတုန်းကဂျာမန်ကမ်းတက်တက်တွေဘယ်လိုတိုက်တက်ခဲ့တယ်ဆိုတာခင်ဗျားမြင်သာပဲတမယိုးကြကမ်းတက်တိုက်ပွဲနီးပြူပါတွေအားလုံးဇောက်ထိုးပြောင်းပြန်ဖြစ်ကုန်ပြီမဟုတ်လားကြည့်ပါနောက်တစ်လလောက်ဆိုရင်ဟစ်တလာဟာလန်ဒန်ကိုစပြီးရောက်တော့မှာကာကြီးကဝေရေးဖတ်ပြရတာမှာခက်ချင်ခက်ဟုံးမယ်ခုဟာတော်တော်ရှင်းနေပြီဗျကျုပ်ထင်ပြောရရင်တော့ ဂျာမန်ကိုထောက်ခံတဲ့လာဗယ်ရဲ့လမ်းစဉ်ကိုမှန်တယ်လို့ထင်တာပဲဟုတ်ပါတယ်ကျောက်တို့စစ်တပ်ဟာနိုင်ငံရေးမှာဝင်ရောက်ဆွတ်ဖက်ခွင့်မရှိဘူးဆိုတာမှန်ပါတယ်ဒါပေမဲ့ခုကျောက်တို့ဟာဟော်လုံးကလို့ပါလီမန်လွှတ်တော်စော်ဝဲကလော်ပွဲနေတဲ့ဘာမှမဆိုင်ပေမဲ့ပြင်သစ်ပြည်ရဲ့ကံကြမ္မာနဲ့ပတ်သက်လို့တော့မပြောဘဲနေလို့မရတော့ဘူးဗျရှင်းရှင်းပြောရရင်တော့ဗျာဂျာမန်နိုင်ငံဟာကျွန်တော်တို့တိုင်းပြည်ကိုကန်ကောင်းတယ်ဗျစစ်ပြည်ဥရောပတိုက်တဲ့မှာကျွန်တော်တို့ဟာအီတလီလိုထိပ်တန်းနေရာကိုရောက်လာတော့မှာခင်ဗျားတို့မယုံရင်ကြည့်နေပါဟစ်တလာဟာအင်္ဂလန်ကိုနိုင်ပြီးရင်ရုရှားဘက်ကိုလှည့်မှာပဲဗျ ရုရှားတွေမှာတက်နေတော်ရှိတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့သူတို့တက်နေတော်ဟာစီးရင်နဲ့မထက်တော့ပါဘူးဗျ။ရုရှားဆိုတာမြေကြီးကြဲကြဲရှိတာလွဲရင်တခြားဘာမှရှိတဲ့အတိုင်းတည်းလည်းမဟုတ်ဘူး။ရုရှားကိုတိုက်တော့မှာကျွန်တော်တို့ကလည်းဟစ်တလာကိုတက်နိုင်တဲ့အကူအညီသာပေးမယ်ဆိုရင်ဟစ်တလာကလည်းကျွန်တော်တို့ကိုကျေးဇူးတင်လို့စုံမှာမဟုတ်ဘူး။ဒီလိုဖြစ်လာရင်ကျွန်တော်တို့ကလည်းဟစ်တလာစီကိုရှော့ပေါ့ချက်တွေပါတောင်းလို့ကောင်းလာတာပေါ့။ဟစ်တလာရုရှားမှာကီယက်ဘ်လောက်ကိုသိမ်းပြီးရင်ကျွန်တော်တို့စီကနေယူသွားတဲ့လူလေးကိုပြန်ပေးမှာပဲ။ဗိုလ်ချုပ်ဘီကလည်းဒီတိုင်းပဲယူစားတယ်။ဒီလိုမဟုတ်ပဲအင်္ဂလန်နိုင်ငံနိုင်သွားရင်ဘလို့ဖြစ်မယ်လို့ထင်တယ်။ ခမရစဉ်းစားကြည့်စမ်းတတော်ကိုကြောက်စရာကောင်းမယ်ဗျကျွန်တော်တို့ကဂျာမန်နဲ့တီးခြားစစ်တင်နေရေးစာချုပ်ရသလားလို့ခြာချီးကကျွန်တော်တို့ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးအရေးတဲ့မှာဒီကောဆိုရဲမဟုတ်တဲ့လူတွေနဲ့လည်းပေါင်းနေသေးတယ်ဗျကွန်မြူနစ်တွေနဲ့ပေါင်းသွားတယ်ဆိုရင်လည်းကျွန်တော်မအံ့ဩပါဘူးတကယ်ပြောတာဒီကောလိုလူကဘာမှမဆိုလုံမဲ့လူမျိုးမူးရှိတဲ့လူမျိုးမှမဟုတ်ပဲကျွန်တော်တို့ဦးရဲပြောရမယ်ဆိုရင်တော့ဒီကောလိုလူမျိုးထက်ဂျာမန်တွေကိုပိုပြီးတော့သဘောကျတယ်ဟုတ်တယ်ဂျာမန်တွေဟာကျွန်တော်တို့ရဲ့ရန်သူဟောင်းတွေဒါပေမဲ့ဂျာမန်လူမျိုးဟာရိုးဖြောင်းတယ်တခြားလူတွေကတော့ဘယ်လိုနေမဲလို့မသိဘူး ျွန်တော်ကတော့ကိုလန်းကိုရေးပြီးပြီကျွန်တော်တို့ဟာဂျာမန်တပ်တွေကိုအတက်နိုင်ဆုံးကူညီရမယ်ပါဇက်ကနေပြီးတော့ဝစ်ချေတန်းချင်မဟုတ်ပဲစိတ်ရောကိုပါကူညီရမယ်မဟုတ်ဘူးလားဗိုလ်မှူးကြီးခင်ဗျားရောဘယ်လိုသဘောရတယ်လဲဗိုလ်မှူးကြီးမော်တို့ကဖက်လေးလေးဖြင့်ဖြေသည်လာဆိုတာသူများရောင်ကြောင်လဲရတာပါလို့ဗိုလ်ချုပ်ကိုကျွန်တော်ပြောဦးသားပါကိုကဘာရင်းညာတွေဖြစ်ချင်ပေမဲ့တကယ်အဖြစ်ကိုတော့ငင်းလို့မရဘူးဗျသူတို့တာနိုင်ရင်ကျွန်တော်တို့မတက်တာဘူးဆိုတာမှန်ပါတယ်။ဒါပေမဲ့တစ်ပင်မှာကျိုးဆွဲချအသက်ခံရတာတက်သူ့ကြုံဖြစ်ရတာတော်သေးတာပေါ့ဗျာ။ နောက်တနေ့တွင်ဘိုချုပ်လီရီတော်သည်ပြော်ဝဲစားကလေးတစ်ခုလုပ်သည်သူ့မိမနှင့်ဘုံမူကြီးမော်ရိုရနှင့်အတူတောင်ပေါ်စခန်းတစ်ခုသို့ထွက်ခဲ့ကြသည်တောင်ချေရှိရွာကလေးတရွာသို့မတော်ကားဖြင့်လာခဲ့ကြပြီးတောင်ပေါ်သို့ခြေကျင်တတ်ကြသည်လီရီတော်ကရှုကင်းကိုကြည့်ပြီးကျေနပ်နေလေပြီကြောက်ကမ်းမပြပြားကြီးများကတမိန်လှုပ်ထားသည်နှင့်ထွတ်ထွတ်ထောင်ထောင်ရှုကင်းကခရိုင်ရိုင်းထိုရှုကင်းရိုင်းကိုရင်သွောင်းအောင်လှုပ်ပေးမိပန်းပွင့်နေတစ်ပင်နေမရှိကြောက်ကမ်းမပြမွမွဲများကြားတွင်စူးကြုံပြမွမွဲတို့သာအနှံပြပေါက်နေကြသည်ကြောက်ကမ်းရန်ကရေရိုင်းကလည်းပြပြား လက်နက်ချအညံ့ခံပြီးသည့်နောက်ရှုကင်းတစ်ခုလုံးပြောင်းမွေ့ဖြစ်နေသည်ဟုဗိုလ်ချုပ်လီဗီတော်ထင်မိသေးသည်။ဘာကြောင့်မှန်းမသိပထမကဘာစစ်ပြီးစားကအာတင်းတတော်ဂျိုဝိုင်းကတစ်ပင်စိမ့်စိမ့်များနဲ့ခြေထောက်ပြတ်နေသည့်ကလေးမကလေးတယောက်ကိုသွား၍အမှတ်ရနေသည်။စားစရာကိုအေးအေးဆိုင်ယူလာခဲ့သည်။ဗိုလ်မူကြီးမော်ရိုကဗိုလ်ချုပ်ကတော်အတွက်တကြားလုံးတစ်ခုယူလာခဲ့သည်။ဒီရက်ကတကြားလုံးကတော်တော်ကောင်းတယ်ဗိုလ်ချုပ်ကတော်ဆိုသည်။ဗိုလ်ချုပ်ကတော်ကအကင်းပါသူပြီးပြီးအော်တကြားလုံးဘူးကလေးတစ်ခုကိုငွေ80တောင်ပေးဝယ်လာတယ်။ဒီလူများယူများယူနေရောသလား။ ဆိုပြီးစိတ်ထဲကအောက်မိတ်မိသည်နေထွက်လာသည့်အခါတောင်ပေါ်ရေအိမ်တွင်နှင်းစီရိပ်ပြေးစားပြုတ်လာသည်ဗိုလ်ချုပ်လီလီတော်သည်စိတ်တည်ငြိမ်သွားပုံရသည်အာအကောင်းဆုံးကတော့တဘာဝကြီးပဲတာယာတဲ့တဘာဝကြီးကိုကြည့်လိုက်ရင်စိတ်ဟာတည်ငြိမ်သွားတယ်တဘာဝဟာစိတ်ခံစားမှုတွေကိုတည်ငြိမ်အောင်လုပ်ပေးတဲ့အရာတွေပဲတယောက်တည်းရေရွတ်နေမိသည်ဗိုလ်ချုပ်ကတော်ကပြတ်ဆက်ထဲကတခြင်းတစ်ပုဒ်ကိုစိုးသည်ဗမူးကြီးမော်တော်သည်ဗိုလ်ချုပ်ကတော်ကိုကြည်ရင်ဖောက်ပြန်နေလေသည် အာငါအဆက်များဖြစ်လိုက်ရင်ဆိုပြီးတွေးနေသည်ဘိုလ်ချုပ်ကအိတ်ငိုက်လျက်လေညင်းကတုံတုံတိုက်လျက်အားစေးတော့ရသလိုလမ်းဆန်စီသည်လေအချိန်ထဲတွင်မောပန်းနွမ်းနေစီသည်လေတရေဤဆူဆူညံညံအတန်ကြောင့်ဘိုလ်ချုပ်အိယာမှာနိုးလာသည်ဘိုလ်ချုပ်လီရီတော့သည်အချိန်အနည်းကိုကောင်းကောင်းမသိသေးအိယာမှာလုံလုံလာလျာနိုးလာသည်ခါရင်မူတရေကိုစူပူကျိမ်းမောင်လျက်ရှိလေသည်မင်းကိုဘသူကနှုတ်ပင်ပေးလို့လဲကွာဒီနေ့တနင်္ဂနွေနေ့စစ်မြေပြင်မှာမဟုတ်တဲ့ဟာဒီလိုနေမျိုးလေးတောင်မှပဲငါတို့မှအနားမြူရအောင်လား တက်မကြီးတက်ပြုတ်သွားတယ်လို့သတင်းရောက်ပါတယ်ဘူချုပ်။တမင်းငနေနေတွင်အနားယူနေသည့်ဘူချုပ်လီလီတော့စိန်ပြတ်သွားရသည့်အကြောင်းမှာရှေ့တန်းစစ်မျက်နှာအမှတ်288တက်ရဲမှတက်ချက်ကလေးတယောက်ကြောင့်ဖြစ်သည်။ထိုတက်ချက်မှာတခါကစိန်လီရင်ဆက်ယုံတဲ့လောက်သမားတယောက်ဖြစ်ခဲ့မှုသည်။သူ့အမည်မှာလီဂရေးဖြစ်သည်။မေလအကောင်လီဂရေးသည်ဘရိုင်ယန်ဆွန်မျိုးကလေးအနည်းရှိနိုင်ငံရေးအကျဉ်းစခန်းတစ်ခုထဲတွင်တုံ့ပန်းဖြစ်နေခဲ့သည်။ဘဝတူတုံ့ပန်းများနေသူထိုအနည်းရှိတောင်ပေါ်မှကြောက်တုံးများကိုအောက်သို့တဲရသည်။ ြည်သည့်အတွက်ကြောင်များကိုခွဲ၍တောင်အောက်သို့ချနေသည်ဟုမြည်သူများမသိကြ။တောင်ကြားလန်ကလေးတစ်လျှောက်တွင်ကြောက်ပုံကြီးတွေဟာဟီးလျက်လီဂရဲသည်သူတို့တုံပန်းများအားလိုက်လံစောင့်ကြံ့နေသည်။ရန်သူစစ်သားများနှင့်ရန်လည်းမဖြစ်သူမျက်လုံးကဟာလာဟင်းလေးသူမျက်နှာတွင်မုတ်စိတ်တွေပတိုင်းမှုတွေထူထပ်လျက်မေလာကုံလောက်တွင်မှတုံပန်းများကိုမမျှော်လင့်ပဲပြန်လွှတ်လိုက်သည်။ဂျာမန်ဘုံမှုကမိကွန်ပြောသည်။ပြင်သစ်ကြည်ကြီးဟာနာမကျန်းဖြစ်နေပြီဟုသူကဆိုသည်။ပြန်လွှတ်လိုက်သည့်တုံပန်းများကိုအီတလီနယ်စပ်သို့ပို့လိုက်သည်။လီဂရဲမှာတက်ကြအစဉ်ပြန်ရသည်။ ယခုကဲ့သို့ပြုံးစားကြီးပြန်လွတ်လာသည့်အတွက်ထူးရိပ်ဝမ်းသာပုံလည်းမရ။တို့ရရင်ဂျာမန်တို့ကဘယ်ဂျီယံဝင်တိုက်ပြီးဟုကြားရသည့်အခါတွင်လီဂရေးသည်ပြန်၍တက်ကြွလာသည်။ယခင်ကလိုလွတ်စော်ရေးသမားတိုက်ခိုက်ရေးသမားမန်၏ပြန်၍ကြွလာသည်။ရိုင်ဖယ်တနက်ကိုတကင်ကိုင်းနှင့်စစ်မြေပြင်သွားကျင်သည်ဟုမကြာခဏညည်းနေသည်။ဂျာမန်နှင့်တိုက်သည့်စစ်ပွဲတွင်သူတို့နိုင်မည်ဟုမယုံကြည်သည့်တိုင်လီဂရေးသည်စစ်မြေပြင်သို့သာသွားကျင်နေသည်။မိမိတို့ပြင်သစ်ပြည်ကြီးသည်မျက်စိရောပိတ်ခံရရပြီ။အညှို့ခံရရပြီ။ပြူစားခြင်းခံရရပြီ။ ရှေ့တန်းတိုင်းပြည်တပြည်ဖြစ်မှလက်အောက်ခံနိုင်ငံကလေးတနိုင်ငံတို့ဖွဲ့ဖြစ်နေရပြီဟုထိုနှစ်တဆောင်းလုံးလီဂရေးစိတ်တွင်ဆွဲနေသည်ဤတွေးဖြင့်သူစိတ်တတ်သည်ဒိုင်းယာအနာတရဖြစ်ကပုံမှန်ပြန်ဖြစ်လာတော့မည်ဟုမထင်တော့တို့ရရင်နေဆက်တို့ရောက်ပြီးတလကြသည့်ခါတွင်အီတလီယပြင်သစ်ကိုစစ်ကျင်ညာလိုက်သည်လီဂရေးသည်ရန်သူတိုက်ခိုက်မှုအပြင်းထန်ဆုံးစစ်ကြောင်းသို့ရောက်နေတော့သည်အီတလီတို့ဟာသူတို့ခံစစ်ကြောင်းကို၄ရက်တန်တိုင်းအမြောက်ကြီးများဖြင့်မယက်မနာထုကြသည်။တို့ရရင်ပြင်သစ်တပ်များကစုံမပေးကြ 9ရက်မြောက်နေ့တွင်မူအီတလီတို့ဘက်ကအမြောက်တံများဆဲသွားသည်အစားအစာရောက်လာတော့လဲသတင်းစာတော့မဖတ်ရဂျာမန်တို့ကပါရီယိုတိမ့်လိုက်ကြပြီဟုချမာရီမှရောက်လာသည့်စစ်ဗိုလ်ကလေးတယောက်ထံမှသတင်းကြရသည်ပြင်သစ်အစိုးရအဖွဲ့မြေတိနေရာသို့ရောက်နေသည်ဟုမူမြေသူများတအံ့မပြောနိုင်စစ်သားများသည်တယောက်တစ်ပေါက်ပြောနေကြသည်အစိုးရအဖွဲ့ကရှိမှရှိသေးရလားမှမသိတာပြင်သစ်ဖက်စစ်တွေကအာဏာသိမ်းလိုက်မှာဗောဗျာလာဗယ်တို့ဒိုရီယောတို့ဆိုတဲ့လူတွေကဘယ်နေမှာလဲဒါဖြင့်ကျုပ်တို့ကလာဗယ်တို့လိုဖက်စစ်တွေအတွက်အသိခံမိရမှာလားဗျာ ကျုပ်တို့ကတော့သိမခံနိုင်ဘူးရှင်းရှင်းပဲလီဂရေစိတ်တူလာသည်ထ၍អော်တော့သည်ဘာလဲဗျခမားတို့ဒီလောက်တော့ကြောက်နေကြသလားလာပဲလို့လူမျိုးတက်တော့ဘသူကအသေးခံကြင်ပါ့မလဲဗျဒါပေမဲ့လာပဲရဲ့အစိုးရတက်နေတယ်လို့ဘသူကသိလို့လဲဘသူကကောင်းကောင်းသိလို့လဲပြောဒါလူတွေကပြောနေတာလူတွေကတော့ဒီလိုပဲပြောကြပါပဲလာပဲသားဆိုရင်ဒီစိတ်ကိုမတိုက်ပါဘူးဗျစိတ်ချပါလာပဲကမူဆိုလို့နီးရနောက်လိုက်သူ့အိတ်ထဲကလူခုပါရီမှာဘယ်အစိုးရတက်နေလဲဆိုတာဘသူမှလည်းမပြောနိုင်ဘူးကျုပ်တို့ကတော့လီဂရေအနောက်ဘက်သို့လက်ညှိုးထိုးပြလိုက်သည် ျုပ်တို့ကတော့ရန်သူကိုတိုက်မှာပဲပြင်သစ်ပြည်မှာဘယ်အစိုးရတက်နေရဲဆိုတာကျုပ်တို့မသိဘူးကျုပ်တို့သိတာဟာရှေ့မှာရန်သူရှိရဲဆိုတာပဲဒါတော့မမားနိုင်ဘူးလေကိုရှေ့ကိုရောက်နေတဲ့ရန်သူကတော့တိုက်ကိုတိုက်ရမှာပဲခင်ဗျားတို့ကျုပ်ကိုဘယ်လိုပဲထင်လဲဖက်စစ်တွေပြင်သစ်နယ်မြေတဲကိုတစက်ကလေးမှဝင်မခံနိုင်ဘူးဒါပဲဗျဟာလာဟင်းလင်းဖြစ်နေသည့်သူ့မျက်လုံးများသည့်ဒေါသကြောင့်ဝင်းဝင်းတောက်လာကြသည်လီဂရီကိုသူ့ရဲဘော်များကထောက်ခံကြသည်နောက်တနေ့တွင်အီတလီတို့ကပြင်သစ်တို့ကိုလက်နက်ချခိုင်းသည်ပြင်သစ်တို့ကလက်နက်မချ ို့ဖြင့်သူတို့တက်သည်ကဘာကြီးနှင့်အဆက်ပြတ်နေတော်သည်အဝိုင်းခံရသည့်ဂျာကငားရက်တန်တိုင်းကြက်ညံခံတိုက်ခဲ့ကြသည်ဂျာမန်နှင့်စစ်တင်ရေးစာချုပ်ထုတ်လိုက်ပြီတဲ့လာဘဲကခေါင်းဆောင်နေပြီတဲ့ဆိုတဲ့သတင်းများကိုကြားရသည့်အခါတွင်လီဂရေတကယ်ပင်မယုံနိုင်အိမ်မက်မက်နေသည်ဟုထင်သည်လီဂရေသည်ပြစ်ပြစ်နှစ်နှစ်ကြိမ်ဆဲတော်သည်ကလုတ်ကျဲပြင်မတ်သို့ထွက်လာသည့်အခါတွင်အီတလီယာရှိအချို့နှင့်ပြင်သစ်ဗိုလ်မှူးကြီးတယောက်ကိုမြင်လိုက်ရသည်မက်ကရိုနီတွေလာကုန်ပြီအီတလီမက်ကရိုနီတွေလာကုန်ပြီဟုတယောက်ကအော်သည် ်ဒီဂရေးသည်ခါတိုင်းကိုပြန်ပြီးလေးကန်ထိုင်းမိုင်းသွားကတုံ့မှုံသွားသည်တက်ပြက်မပြေးသည့်တရင်အနေစုတွေတွင်လီဂရေးတို့တက်လဲပါသည်သူတို့တက်ကိုကလဲမောင်တို့ပြောင်းရွှေ့ထားလိုက်သည်မြို့နီးတွင်လက်နက်ယုံတယုံနှင့်စစ်ထောက်ပံ့ရေးပစ္စည်းများထားသည့်ကိုရောင်များရှိသည်ဗုဒ္ဓဦးနေတွင်ထုတ်ပစ္စည်းများကိုဂျာမန်တို့လက်သို့လွှဲပြောင်းပြီးတော့မြည်ဟုကြားရသည်ထိုစကလုံးများသည်ရေထဲတွင်နေလင်းရောင်ဖြာကျလာတဲ့ကဲ့သို့မဲမောင်နေသည့်လီဂရေးကြီးခေါင်းထဲတွင်အလေးရောင်တစ်ချပ်ပြက်ခနဲဝင်လာသည် ထိုညမှာမိုးရွာပြီး၍ပူအိုက်ဆွတ်ဆိုသည့်ညတညဖြစ်သည်။လေကလေးသည်ကင်းတာဝင်ကြနေသည်။ကင်းဆောင်ရင်ပါရီတင်ကြံခဲ့သည့်သူ့အဆက်ဂျိုးဆက်ကိုသတိရနေသည်။စာကလေးတစ်စောင်းများရေးပေါ်ပင်မရ။သို့မဟုတ်ရေးလျက်နှင့်ရောက်မလာခြင်းလော။ယခုစာအဆက်အသွယ်မရှိကြတော့ပြီ။စာဖို့တိုက်တွေအားလုံးပိတ်ထားလိုက်ပြီ။ယထားတွေလည်းမစွဲတော့အရာရာသည်သူ့ဘဝကိုပြုတ်ကွဲပျက်စီးသွားပြီဟုထင်ရသည်။မေလျှော့တဲ့တင်လဲဘာဆိုဘာမှမကြရ။မေလျှော့ကဘယ်ရောက်နေသနည်း။ပါတီရောဘယ်ရောက်နေသနည်း။ မိမိလေးတွေရှိသလားသို့မဟုတ်အဝေးကြီးမှာလားသူတို့ထင်ခဲ့သည့်အတိုင်းအကုန်ဖြစ်နေပြီနာစီတို့သည်ပြင်သစ်ပြည်သို့ရောက်လာကြကာမိတ်ဆွေတွေတွေ့နေကြသည်ကုညီဆောင်မှန်မည်သူတွေတွေ့နေကြသည်လက်နက်ကင်ထုတ်တွေတွေ့နေကြသည်ပြင်သစ်ကွန်မြူနီသတင်းစာဖြစ်သည့် Humanity သတင်းစာကဤအဖြစ်အပျက်များကိုနှစ်ပေါင်းများစွာကြိုတင်သတိပေးခဲ့သည်ယခုသူတို့သတိပေးခဲ့သည့်အတိုင်းအမှန်တကယ်ဖြစ်နေပြီမိမြဝမ်းနေစရာကောင်းလိုက်ပါနည်းဂျာမန်တို့ဟာရှိသမျှပစ္စည်းကိုယူကုန်ကြပြီ ်တက်သားခုံရှိတကြဖက်နှက်ကမကြံတဲပိုးနေကြသည်တုံမန်းများကိုလည်းပြန်ခွင့်မပေးကြမေလျှော့တယောက်ကိုလည်းသူတို့လက်ထဲသို့ရောက်သွားလိမ့်ပြီးတော့ယခုဂျာမန်တို့သည်အင်္ဂလိပ်ကိုတိုက်တော်မူပြီးလျင်ရုရှားကိုတိုက်တော်မူဂျာမန်ဆိုတဲ့ကောင်တွေကကြွက်တွေကြွက်မှကြွက်ငတ်တွေသူတို့ဝင်လာရင်အလုတ်လုတ်ချင်းနားနေချင်းစွန်စားချင်းနဲ့ကွာလူပွားကြီးတစ်ခုလုံးသည်ပျက်စီးရတော်မူလောကို့အတွင်းနဲ့ကိုတွေးရင်တတော်နဲ့မဆုံးနိုင်ညနေသည်အထိ တွေး၍မဆုံးသေးဒီလိုညာမျိုးကိုလီဂရေကြုံခဲ့ရပါအောင်လေများလာပြီ။ နေဘက်တွင်လီဂရေးသည်စကားပြောသည်၆ကပ်အကွဲနေသည့်အတန်ဖြင့်မေးခွန်းတွင်မေးသည်ဟာလာဟင်းလင်းဖြစ်နေသည့်မျက်လုံးများဖြင့်ငေးမော့သည်မြည်သူများတိတ်စကားမပြောကြအဖြစ်ပြက်တို့နင်းချေထားခြင်းခံရသဖြင့်ကြေမွနေပြီပုံးပယ်နေကြပြီတွေ့သည်များလူများမှာဆွေမျိုးပြောက်၍လိုက်ရှာသူအစာငတ်၍အစာလိုက်ရှာသူမြည်သူများကြေကွဲเสียဖြစ်ချီကိုမစင်းစားနိုင်ကြပြီထိုကြေကွဲမှုကြီးတဲ့တွင်အသက်ရှင်နေကြရပေသည်တို့ရရင်အာယုံကတစ်ပညာကိုအမှောင်တုထဲမှာဆွဲထုတ်လာသည့်အခါတွင်မူလီဂရေးစိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကိုဆုံးဖြတ်ပြီးစဉ်းစား၍ဆုံးဖြတ်ခြင်းမဟုတ်အလိုလိုပေါ်လာခြင်းဖြစ်သည်နှလုံးသားဖြင့်ခံစားပြီးပေါ်လာခြင်းဖြစ်သည်ရပ်ပေါင်းများစွာယူမတက်ဖြစ်ခဲ့ရခြင်းခံစစ်ကြောင်းကိုအသေးအလေးကာကွယ်ခဲ့ရခြင်းစစ်ပြေးဒုက္ခတွေတို့၏အခြေအနေကိုမြင်ရခြင်းငတ်ပြတ်နေသည့်စစ်သားများကိုမြင်ရခြင်းဗုဒ္ဓဦးနေကြရင်ကျွန်တော်တို့ပစ္စည်းတွေကိုဂျာမန်တွေကိုလွှဲပေးလိုက်တော့မယ်ဟုဝမ်တာအာရပြောနေသည့်စစ်ဘိုလ်၏အတန်ကိုကြားရခြင်းစသည်တို့နောက်ပိုင်းတွင် ထိုဆုံးဖြတ်ချက်သည် အလိုလိုသူ့ရင်ထဲထပ်ပေါ်လာခြင်းဖြစ်သည်မပေး ဒီပစ္စည်းများကိုဂျာမန်တို့လက်သို့မြည်သည့်နီးနှင်များမိမိမပေးဒီပစ္စည်းများကိုဂျာမန်တို့ဘယ်တော့မှမရစေရလီဂရေသည်စစ်သား၃ယောက်ကိုမြို့ထဲသို့လွှတ်လိုက်သည်သူတို့တပ်ဖို့ဘိုလီဘရီစီးယားသည်အခန်းထဲတွင်အိပ်ပျော်လျက်ရှိသည်သူ့အနီးတွင်ဘယ်သူမှမရှိလီဂရေတယောက်သာကြာဆုံးသွားခဲ့သည်လီဂရေ၏ကြာဆုံးပုံသည်လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းပောက်ပွဲတန်ကြီးကြောင့်အနီးတစ်ဝိုက်တွင်တုံ့လှောက်သွားသည်ငှက်တရလမ်းပြီးတစ်ပင်ပေါ်မှပြန်ပြေးကြသည်ပောက်ကွဲရလက်နက်တူလောင်ယုံနှင့် 3ကီလိုမီတာအကွာတွင်ရှိသည့်အိမ်များမှပတင်းပေါက်များသည်ပောက်ကွဲမှုအချိန်ကြောင့်တုန်ခါသွားကြလေသည်လက်နက်ရုံကိုလီဂရေးဆိုသည့်တက်ကြက်ကလေးတစ်ယောက်ကသူ့ကိုယ်သူအသေးခံ၍ဖောက်ခွဲပစ်လိုက်ပြီးဆိုသည့်သတင်းကိုကြားရသည့်အခါတွင်ဗိုလ်ချုပ်လီဗီတော့သည်မျက်နှာကိုလက်ဝါးဖြင့်အုပ်ထားလိုက်သည်လက်နက်ရုံပောက်ကွဲသွားခြင်းသည်ပြင်သစ်ပြည်ကြီးကြာဆုံးသွားသည့်ထက်ကြီးကျယ်လေးနက်သည့်ပျက်စီးဆုံးရှုံးမှုကြီးတခုဟုသူထင်သည်ထိုလက်နက်တိုက်ပောက်ကွဲမှုသည်သူ့တာဝန်ဖြစ်တော်မူစက်ယူးပေါက်နေသည့်လူတစ်ယောက်၏လှုပ်ဆောင်ချက်ဖြစ်သည်ဆိုလျှင်ဂျာမန်တို့ကယုံကြည်မဟုတ် ဗိုလ်ချုပ်ပြီးကားကလည်းသူ့ဘော်တွေအပြစ်ပုံချတော့မည်ကြောက်စရာကမ်းမပြမမွေကြီးများနဲ့ရေးအိုင်ပြပြကြီးတွေကိုသူသတိရလာသည်သွားပြီးအကုန်ပေါက်ကွဲကုန်ပြီသဘာဝကြီးရဲ့ပြက်စီးပြီငါနှလုံးသားလည်းပြက်စီးပြီဗိုလ်ချုပ်ကဗိုလ်ချုပ်ကတော်လှမ်းပြောလိုက်လေသည်အခန်း94ဂျိုလီယော့တယောက်ပါရီတို့ပြန်ရောက်နေပြီဘဝတဲ့သတင်းစာကိုလည်းပြန်၍ထုတ်လျက်ရှိသည်ဂျိုလီယော့သည်ဝိရှိရှိမာရှယ်ပေတိန်ဥဆောင်သောပြင်သစ်ရုပ်သိအစိုးရထံမှပြင်သစ်ဖရန့်ငွေများရပြီး ဂျာမန်တို့ထံမှဂျာမန်မတ်ငွေများရနေသည်။သို့တိုင်အောင်ခက်ဝဝဖိုင်ဖိုင်ဂျူလီယော့သည်မယောင်ရဲနိုင်။ဂျာမန်တန်ယုံကစီဗတ်ဆိုတဲ့ငနေကတိတ်နှမျောတာပဲဗျာ။ဆိုပြီးမကြခဏပြောတတ်သည်။ပြော့ပြော့နဲ့တော်တော်နန်းနဲ့လူဗျ။သူနဲ့သာကြောင်ကလေးကောင်ကိုလှောင်ရင်တစ်ခုတည်းထားရဲ။သူ့အနံကြောင့်ကြောင်ကလေးတင်မဲ့ထင်တယ်။ဆိုပြီးပြောတတ်သည်။ပါရီယိုထင်းသည့်ဂျာမန်တမှုဗိုလ်ချုပ်ဗွန်ရန်ဘတ်ကဂျူလီယော့ကိုသဘောကျသည်မာဆေးမြို့သားဂျူလီယော့ကနေပုံကလည်းခက်ကြွကြွခက်ပြပြောစိတ်ကူးကလည်းကြွကြွဒါကြောင့်ဂျူလီယော့ကိုသူခင်သည် တို့ရရင်ဂျိုလီရောက်မပြောစိတ်ညစ်နေသည်ခါတိုင်းလိုရီစရာမောစရာကိုလည်းတိတ်မပြောတော့ပေါင်းတဲ့ဆက်ဆံရေးလည်းပြည့်ပြည့်ချင်းမရှိတော့သတင်းစာတိုင်းမှာအိမ်တို့ပြန်ရောက်လာလျင်ဝယ်စားညာပဲမလဲနိုင်အရာပေါ်တွင်ငုံငူကြီးထိုင်ရင်ကျိုင်းငင်းကော်စော်စိုက်ကြည့်နေတတ်သည်မိမကအချိုးအချောင်းကိုမေးသည့်ခါတွင်လည်းဘာမှမပြောခေါင်းဝန်သာရမ်းနေတတ်သည်မနေ့တုန်းကဗရီဂျူးသည်စောင်းပါတစ်ဆောင်ကိုကန်၍သူ့သတင်းစာတိုက်သို့ပေါက်လာသည်ဂျိုလီယော့သည် သူ့ပေးသည့်စောင်းပါကိုဖတ်ပင်မဖတ်တော့စီရန်ဟုသာရေးပေးလိုက်သည်အချိန်လေးကတော့သိပ်မကောင်းဘူးဗျ ကျုပ်လည်းမကြခင်ဖျားကူကူတဲ့အနေနဲ့ဖျားကိုပဲဖိပြီးတော့ရှစ်ခိုးရအောင်မထင်နဲ့ဘရီဂျူကပြောသည်ဂျော်လီယော့ဒီလည်းသတင်းစာကောင်းစင်များကိုပြုတ်ပြည့်တဲ့မတတ်တော့လူစိတ်ဝင်စားစရာသတင်းကောင်းစင်တွေကိုတတ်တော့လဲဘာထူးသေးသနည်းလူတွေကသတင်းစာများကိုသိမ့်မဖတ်ကြတော့ဘူးပါရီမြို့သူမြို့သားများကလည်းသတင်းစာကိုမုန်းနေကြပြီအထင်သေးနေကြပြီဂျာမန်တို့ကိုယ်တိုင်ကြီးကြပ်ထုတ်သည့်သတင်းစာများကလည်းရှိသေးသည်ဂျာမန်ဘာသာမှခက်တောင်းတောင်းဘာသာပြန်ဆိုထားသည့်စောင်းပါများကိုလည်းဂျော်လီယော့မကြခဏဖတ်ရသည်ဂျော်လီယော့ဘာမှမငြင်းကျွန်ုပ်ဆိုသည့်စကားလုံးစား ဂျာမန်များဟူသည့်စကလုံးလောက်သာပြင်ရေးခြင်းများလောက်ကိုသာလုပ်တော်သည် သူ့ဘဝတည်သတင်းစာသည်ဂျာမန်ကိုမြင်းမြထောက်ကန်သည့်သတင်းစာဖြစ်စေကာမူပြင်သစ်သတင်းစာဖြစ်ကြောင်းကိုမူပြရအောင်မည်ဂျူလီယော့သည် ထိုဆောင်ပါများကိုထည့်သည့်အတွက်ပတ်ဆံရသည်ဘရီဂျူးသည်လည်းသူ့လိုပဲမြ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 ကလေးတော်ရမည်ဟုထင်သည်တို့ရရင်ယခုဘရီဂျူးလည်းမျက်နှာကောင်းရဟန်တော်မတူယခင်တော်ကဘရီဂျူးသည်အဒီကယုံနေဖြစ်အောင်လှုပ်ဆော်ခဲ့ရသည်အမာကန်တက်တွေဖွဲ့ခဲ့ရသည်လွတ်တော်တဲ့တွင်ခြေပုံးခုတ်ခဲ့ရသည်ယခုမူထိုအရာများသည်အတိတ်တွင်ကြံရစ်ခဲ့လေပြီ ထိုစဉ်ကပြင်သစ်ပြည်ကြီးဟူ၍တရှိခဲ့သည်ယခုမူရုံမျက်လုံးလိုမျက်ထောင်ခန့်နေနေနဲ့ဂတ်စတာဘိုစစ်ဆောင်တော်သည် သူ့သတင်းစာတိုက်တွင်ကြောက်ရွံ့ကြီးလိုထိုင်နေပြီတိကျလိုက်သည်ရလဲအလွန်စိတ်ပြတ်ဖို့ကောင်းလိုက်သည်ရလဲအလွန်ဘရီဂျူးတိုက်ကိုရောက်လာတယ်ကွာလာချင်းလာပြီစေပေါ့ကွာဘူလာပဲနဲ့တက်ဆာစီကိုပြေကပ်အောင်ပေါ့သူ့မိန်းမကိုပြောသည်ရှင်တို့ဆရာတွေလာတော့တာတော်ကြက်တဲသေးတယ်ဒီနေ့တနေ့လုံးလဲဆက်ပြလိုက်ရှာရမောလို့တရောင်းမှလည်းမရခဲ့ဘူးဆက်ပြရင်မဟုတ်ပါဘူးရှင်ဘာမှမရှိတာပါ ဘယ်ရှိမလဲတော်သခင်နေရာရှိသမျှပစ္စည်းဂျာမန်ကိုပြန်ပို့နေတာ哦တော်စမ်းပါကွာဒါတွေတိတ်ပြောမနေစမ်းပါနဲ့ဒီမှာမနေလို့ငါတို့ဘယ်သွားနေမှာလဲမဆေးကိုပြန်ရင်လေဒီတိုင်းပဲနေမှာပေါ့ကွာဂျာမန်ဆိုတဲ့ကြက်တရားဒိန်ငယ်ကြီးကိုဝိုင်းကြိုက်ဖဲ့နေတယ်လို့ဥယောပါတစ်ခုလုံးကိုကြိုက်ဖဲ့နေတယ်ဆိုတာမင်းလည်းသိတာပဲဟာဒါတွေကြောင့်ထင်ပါလေတက်စားလေကိုကိုကိုပြစ်တတ်သေးသွားပြီတဲ့ဘရီဂျူကပြောတယ်ဟုတ်တယ်တကယ်ပဲတတ်သေးလိုက်တာမှပိုကောင်းလေအောင်မဲလို့ငါလည်းစဉ်းစားနေတယ်အဲ့ဒါကိုမင်းသိလား ဂျိုလီယောကပဒင်းပေါက်ကိုထပိတ်လိုက်ပြီးအတန်ကိုတိုးလိုက်သည်တကယ်လို့များဒီကောင်လေးရှုံးသွားရင်ဘလောက်များကြည့်လို့ကောင်းမလဲမသိဘူးတကယ်ကိုသတင်းထူကြီးဖြစ်မှာပဲဒီသတင်းကိုဥပ္ပဖြပြရပြီးတော့အထုထုတ်တင်များထုတ်လိုက်ရရင်စောင်ရီ၅တန်လောက်ကတော့ပြိုက်ခနဲ့ကိုကုံသွားမှာပဲပြီးတော့ဘရီဂျူးလေပင်ကိုလည်းကျုံးဝင်းစုံမှာတေးကြပဲရှင်မာရီလျှောက်ပြောနေရတယ်ဂျာမန်နီရှုံးပြီးတော့အင်္ဂလိပ်ကနိုင်ရင်ရှင်လဲတတမယ်လို့ထင်နေလားရှင်ကိုလည်းကျိုးစင်တင်မှာရှင်ရဲ့သိရလားဂျိုလီယောကခေါင်းကိုစက်ခနဲ့ညိတ်လိုက်ရင်ငါသိပါတယ်ကွာဒါလေးကောင်းတာပေါ့ကိုကုတုံနဲ့ကို ဘာဖြစ်ဖြစ်ကွာတတ်တိုင်မှာဇောက်ထိုးဆွဲပြီးတော့အသက်ခံရတာနဲ့စာရင်ကျိုးစင်တင်ပြီးတော့လူလူတူလူလေးအသက်ခံရတာတော်သေးတာပေါ့ကွာသတင်းစာတိုက်တို့ထွက်လာရင်အရက်ကလေးတစ်ခွက်နှစ်ခွက်တော့တောက်လိုက်အောင်မြည်ဟုစိတ်ကူးရသည်ဒီကောင်းလေးအကုန်မျိုးစုံမသွားခင်တောက်ဖြစ်သည်ရှိအောင်တောက်လိုက်ရအောင်မြည်ဂျာမန်များမရှိဟုထင်ရသည်လမ်းကြားကလေးတစ်ခုတည်းကကဖေးဆိုင်ကလေးတစ်ခုတည်းသို့ဝင်လာခဲ့သည်စပွဲတို့မှကလေးညနာတွင်မျက်ရည်တွေစွန့်လျက်သတင်းစာတစ်စောင်ကိုကောက်ကင်လိုက်သည်သတင်းစာဖတ်ခြင်းမဟုတ်တခုခုကိုစဉ်းစားနေခြင်းလည်းမဟုတ်ဂျိုလီယော့သည်ငိမ့်ငိုင်သောအချင်းကိုရနေပြီး စိတ်ကူးဖြင့်မိန်နေသည်ကြည်ကနေတကားပွင့်လာကမေးရုပ်လေးတောင်မျက်လုံးယူဝင်နေဂျာမန်စစ်ဗိုလ်တရားဝင်လာသည် မင်္ဂလာပါဟုအားလုံးကိုနှုတ်ဆက်သည်တို့ရရင်မိသူကားများပြန်နှုတ်မဆက်ကြစပွဲတို့မှာကလေးကဘီယာတစ်ခွက်ကိုယူလာသည်ဂျာမန်စစ်ဗိုလ်ကသူ့အနာတွင်ထိုင်ရန်ပြောသည်စပွဲတို့မှာကလေးကညင်းသည် နောက်ထပ်ဘီယာတစ်ခွက်မှာတောက်ပြီးကလေးမဘာဖြစ်လို့ငါ့ကိုစကားမပြောရလဲကျမကပြစ်တဲ့အမျိုးသမီးရှင်ကလေးမလင်ပန်းကိုကွယ်ပြီးပြောသည်ဂျာမန်စစ်ဗိုလ်ဒေါပွားသွားတော့သည်ဘုံငနဲ့ထရရလိုက်ပြီးနောက် ကောင်မလူဘွားဝါတော့နင့်ကိုနေမှန်နဲ့လဲပြန်ကြည့်ဟုတ်နေ့မရနီဂရိုနဲ့ရပြီးတော့မွေးလာတာဂျာမန်စစ်ဗိုလ်သည်ဖနက်တန်တတိုင်းတိုင်းပေး၍ထွက်သွားသည်ကျမတို့မှာတင်ကားတွေဘာတွေမရှိလို့ဒီလိုအစော်ကားခံနေရတာဆိုပြီးအမျိုးသမီးသည်ပြော၍ငိုနေလေတော့သည်တို့မှာတင်ကားတွေရှိပါတယ်ကွယ်တက်ဆာမှာလည်းတင်ကားတွေရှိပါတယ်ကဲကဲငိုမနေနဲ့ငိုနေလို့လည်းပြီးမှာမဟုတ်ပါဘူးဒီကောင်လေးကကြွက်တွေကြွက်တွေကိုတတ်ပြရမယ်ဒါပေမဲ့ငါကတော့မတတ်နိုင်ဘူးကွယ်ငါကသူတို့စီကပတ်စံနဲ့ထမင်းတလို့ကိုစားနေရတယ်ကော ငါတွေမဟုတ်ပါဘူးလေလူတိုင်းပါပဲတက်လဲမတက်နိုင်ပါဘူးဒီလိုပဲလောက်ရမှာပါခုတော့ငါတို့မဆေးမျိုးလည်းမရှိတော့ဘူးဘာဆိုဘာမှမရှိတော့ဘူးဂျာမန်နေနဲ့စိတ်ဆင်းရဲရတာပဲကြံတော့တယ်ငုံမနေနဲ့လေခလေးမရဲ့ပတ်စံနေသွားသိသွားနှစ်ခွစာတော့ပြေးပြစ်ခဲ့တယ်ထင်တယ်နောက်ဆုံးကြတော့လည်းကောင်းသွားမှာပါကွယ်အေးငါတို့လမ်းမီးတိုင်မှာဇောက်ထိုးဆွဲပြီးတော့အသက်ခံရမယ်ကောင်းအဲ့တော့မင်းကမင်းကြီးစားနဲ့ပျော်လို့နေမှာပါကလို့ခုံလို့မဆေးရဲ့ကောင်းလေးတယောက်နဲ့တွေ့ပြီးကလို့ခုံလို့နေမှာပါမဆေးဆိုတဲ့မျိုးကလူတွေက တော်တော်လေးကကျင်ခုန်ကျင်တဲ့လူတွေလေဟုတ်ကဲ့ပါအခုလိုအဆုံးထိလိုက်ပါနာဆင်ပေးကြရတဲ့ကလကပေါင်းတဲ့ဒေါ်လန်ပြည်သူပေါင်းတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာโอเคနောက်ပိုင်းမှာပြန်ဆောင်ကြမယ်နော်